ါရှင်ဒီနေ့မှာတော့လေအဲဖိလစ်ပင်းလူမျိုးအစားကြရလေချင်းရင်းတမျိုးပေါ့နော်သူတို့ကဆန်နီကန်လို့ခေါ်တယ်ဒီပေါင်နာလေးပေါ့ပေါင်နာအမုံလေးထည့်လိုက်တာပေါ့အဲ့ပေါင်နာလေးကောအမှန်တော့လေးမကြီးအမုံလို့ဟိုမလင်ကျင်အမုံလို့မျိုးလေးပေါ့နော်အဲ့လိုမျိုးတုံးကြတယ်လို့ပဲပေါ့အဲအဲ့လိုမျိုးချင်းချန်နီအစ်စ်ဆန်နီတမျိုးပေါ့ချက်ပြပါမယ်ရှင် မောင်မြင်တဲ့အတိုင်းပဲပေါ့နော်ချက်သွန်လေးတွေခင်းကျင်သေးလေးတွေတော့အလုံးကြီးကြီးလေးပေါ့ပြီးတယ်ပြီးတော့ဒါချက်စုပြုတ်ပေါ့နော်ချက်သားကိုကိုယ်တိုင်စုပြုတ်လုပ်နိုင်လည်းရတယ်ဒါမှမဟုတ်ရင်လည်းဟို stock ကလေးအခဲလေးကြီးရှိရင်အခဲလေးလည်းသုံးလို့ရရပေါ့နော်နောက်တော့ဒီမှာအခဲလေးပဲသုံးတာရယ်ပြီးတော့ခုနကတခြားနှိချွတ်ထားတဲ့ vegetable တွေထည့်ပေါ့အဲ့ဒီမှာမာတဲ့ vegetable vegetable အဆုံးသုံးလို့ရရနော်ဟိုမာတဲ့ vegetable တွေပေါ့တော်တော်နဲ့မချက်တဲ့ vegetable တွေထည့်လိုက်တယ်ပေါ့နော်ပြီးတော့အဲ့ဒါလေးခုနကအဖုံးအုပ်ပြီးတော့ through the high ခဏလေးတင်ထားလိုက်ပါပေါ့နော်ကို့မှလေးလွင်းလေးတကူဝယ်လို့ရရဲ့အတင်းရောအကုန်ထည့်လို့ရရဲ့ဟိုသူတို့ကောထည့်အောင်ဒီခရမ်းဒီတို့ဟိုရုံးမလီဒီတို့ကောမပါမဖြစ်ထဲကြပါပေါ့နော်ပြီးတော့လေမစွန်းနဲ့ပဲချက်ချက်အဲဆယ်မွန်ကောင်းနဲ့ပဲချက်ဒီမောက်ဆယ်မွန်ကောင်းနဲ့ချက်တာများရဲ့အဲချက်သားနဲ့ပဲချက်ချက်ဝက်သားနဲ့ပဲချက်ချက်ပေါ့နော်သူတို့က ချက်ကြရဲ့ဒါအခုခုနထည့်လိုက်တာအမှုံလေးပေါ့ ready made ထုတ်လေးလေခုနပြောမကြီးကျန်တော့အမှုံလေးပေါ့နော်အဲအမှုံလေးထည့်တယ်ပြီးတော့အရသာမှုံထည့်တယ်ပေါ့နော်စားထည့်တယ်အရသာမှုံထည့်တယ်ငပြလေးနည်းနည်းလိုက်တယ်ဒါပဲတအားယူရှင်းတယ်ဟိုတော့ဟိုမကြီးသေးအရေထည့်တယ်လို့ပေါ့သူကမကြီးသေးအရေမှာ ready made လုပ်ထားအမှုံလေးထည့်ချလိုက်တာပေါ့နော်အဘဇုံလေးနဲ့ချက်တာလေချိုးပြီးတော့လေချိုးချင်ရတာလေပေါ့နော်တအားကိုကောင်းနေရှင်ဟိုပြီးတော့သူတို့အတိတ်ကမပတ်မဖြစ်အောင်လို့မိုးလေးတွေထည့်ပေါ့နော် မောင်းအမုံလေးတုံးထားပြီးရဲ့ရှင်ဒီတော့မှလေးနောက်ဆုံးပဲဟိုအကြက်မြန်နဲ့ပေါ့နော် vegetable ရေအုပ်လိုက်တာပေါ့အုပ်ပြီးတော့ခဏလေးပြန်တည်ထားလိုက်ပါရဲ့လို့ခဏလေးလည်းတည်ပြီးသွားတယ်ရပြီပေါ့နော်ဒါပဲတအားလွယ်ကူရဲ့လေးချက်ရလို့အဓိကရောတီးစုံ ချင်ဟင်းလိုမျိုးပေါ့နော်ဒါပေမဲ့ဟိုနှုတ်ချက်တယ်လိုမျိုးကလပ်ဘဲတို့ဘာတော့မပါဘူးပေါ့တီးဆုံးချင်ဟင်းချက်တဲ့ပုံစံအတိုင်းပဲဟိုသူတို့ကအဲ့မှာမှဟိုစီဖူပဲထက်ချက်ချက်ဟိုငါပဲချက်ချက်ဟိုပြီးရင်ကြသားပဲချက်ချက်ဟိုဝက်သားပဲထည့်ထည့်ပေါ့နော်ကိုကြိုက်နှစ်တက်ရအသားထည့်ပြီးတော့သူတို့ချက်ကြပေါ့အဓိကရဲ့အဓိကရတာအသားထွက်တဲ့အချိုရတာရဲ့စီဖူကထွက်တဲ့အချိုရတာလေးရဲ့ဒီမကြီးအချင်းအမုံလေးထည့်လိုက်တာအချင်းလေးဖြစ်သွားပေါ့အဲ့မှာ vegetable အစုံကထွက်တဲ့ရတာလေးနဲ့ပေါ့နော်ဒါပဲခဏလေးတင်ထားပြီးရသွား ါပြီရသွားပြီဆိုတော့အခုဘုကပြင်ဆင်ပြီးတော့တောင်းဆောင်လို့ရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်နောက်ကိုလည်းအစ်တစ်အစ်တစ်ဗီဒီယိုအစ်တစ်တင်မယ်ဟုတ်မှာပေါ့နော်အားလုံးမှာအားပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် Tractors home while the bone